မင်္ဂလာပါခင်ဗျာလေးစဉ်တရေနိုင်ငံရေးစီစဉ်ရနေကြိုးသူပါတယ်ဒီကနေ့ပထမဆုံးတိဆက်ပေးမယ့်တရေကတော့ချမ်ပတ်စစ်ကောင်းဆောင်မဲအောင်လိုင်းအာဆီယံထေတီစည်းဝေးကိုတရားခွင့်ရရှိတော့မှာမဟုတ်ဘူးလို့မလေးရှားဝန်ကြီးချုပ်ကတရားဝင် debut ထုတ်ဖော်ပြောဆိုလိုက်တဲ့တရေမဲ့ဖြစ်ပါတယ်ချမ်ပတ်စစ်ကောင်းဆောင်မဲအောင်လိုင်းဟာလာမယ့်အာဆီယံထေတီစည်းဝေးကိုတရားခွင့်ရတော့မှာမဟုတ်ဘူးလို့သိရှိရပါတယ်အာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ကဒီအချက်ကိုတရားဝင်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ် မလေးရှားသတင်းဌာနရဲ့ခေါ်ပြချက်အရအော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလပူမြို့မှာကျင်းပမယ့်58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးကိုတက်ရောက်မယ့်ခေါင်းဆောင်စီရင်မှာမြောင်းနယ်ပတ်ဝန်းကျင်လုံးဝမရှိဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကအချမ်းပတ်စစ်တပ်နဲ့နှီးဆက်သူတွေလော်ဘီတွေဘက်ကနေမြောင်းနယ်စီဝေးတက်ခွင့်ရသွားပြီဆိုပြီးဟလာဟလာတွေဝါရဖြန့်တာတွေရှိခဲ့ပေမဲ့မလေးရှားဝန်ကြီးချုပ်ရဲ့ပြောဆိုချက်ကြောင့်အဆုံးသတ်သွားပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်ကမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာအာဆီယံထိပ်သီးစည်းဝေးကိုတက်ရောက်မှာမဟုတ်ဘူးလို့အတည်ပြုပြောကြားခဲ့တယ်လို့မြန်မာနိုင်ငံရဲ့အကြက်တဲဖြစ်ရှင်ရဲ့တို့အချမှတ်ထားတဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရဲ့ကိုလည်းဆက်လက်ခိုင်မာစွာဆုတ်ခိုင်ထားတဲ့ခေတ်ကြောင်းအလေးပေးပြောဆိုခဲ့ပါတယ်။နောက်ဆက်တွဲသတင်းအနေနဲ့ကတော့လာမယ့်ဒီစည်းဝေးမှာဖိလစ်ပိုင်နိုင်ငံအာဆီယံဥက္ကဋ္ဌရာထူးကိုလွှဲယူမှာဖြစ်ပြီးတီမောနိုင်ငံကလည်းအာဆီယံဖွဲ့ဝင်နိုင်ငံတစ်တခုအဖြစ်ပါဝင်လာတော့မှာဖြစ်ပါတယ်။ အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးကတည်းကအာဆီယံဘုံသဘောတူညီချက်၅ရဲ့ကိုအကောင်အထည်ဖော်ဖို့ပြက်ကွက်ခဲ့တဲ့အတွက်အာဆီယံထိပ်သီးစည်းဝေးတွေနဲ့နောက်ဆက်တွဲစည်းဝေးတွေကိုတရားခွင်ပြည်ပခံထားရတယ်လို့သိရှိရပါတယ်။ဒါကြောင့်စစ်ကောင်းဆောင်အနေနဲ့၅နှစ်ဆက်တိုက်အာဆီယံစည်းဝေးတရားခွင်မရရှိတော့တာဖြစ်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတက်တက်ခိုင်ဟာလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှာပယ်ဖျက်လိုက်ကြောင်းစစ်တပ်လောက်ခံရေကောက်ဝဲကော်မရှင်ကယနေ့ကြေညာခဲ့ပါတယ်။ပယ်ဖျက်ရခြင်းအကြောင်းရင်းမှာတော့သူ့မှာအကြွေးပေးရန်တောင်းဝင်များရှိနေသည့်အတွက်ကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာအမည်စင်းတင်သင်ထားတဲ့ဒေါက်တာတသက်ခိုင်ဟာတက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာဥပဒေပုံမှာရှေ့ကာကြီးပါပြဋ္ဌာန်းချက်နဲ့ညီစွမှုကြောင့်ကိုယ်တိုင်လောင်းစင်းအမှပေးပြန်ခံရခြင်းဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။အဆိုပါပုံမှာရှေ့ကာကြီးမှာတော်တော်ကိုယ်တိုင်လောင်းရေးချင်းတတ်မှတ်ချက်အဖြစ်နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်ကိရှင်းသူများဖြစ်ရမည်ဟုပြဋ္ဌာန်းထားပါတယ်။ဒေါက်တာတသက်ခိုင်ဟာ 68 resident ARC မှန်ကင်းအတွက်ကမ္ဘောဇာဗန်ဒန်မှာငွေကျပ်ဘီလီယံ100ကျော်ချီယူထားပြီးပြန်လည်ပေးဆက်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ထို့အတွက်ကြောင့်ပဲဥပဒေနဲ့ညီစွန်းနေတယ်လို့ဆိုပါတယ်။ UK ဝယ်ကော်မရှင်ရဲ့ကြေညာချက်အရဒေါက်တာတသက်ခိုင်အပေါင်းဝဲလွတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း86ဦးကိုလည်းကိုယ်စားလှယ်လောင်းရည်ရှင်တတ်မှတ်ချက်များနဲ့မပြည့်မီသည့်အတွက်ကိုယ်စားလှယ်လောင်းများအဖြစ်မှပေးထည့်လိုက်ကြောင်းသိရှိရပါတယ်။